မိတ်ဆွေတတိသားမိရဲ့လားတင်းအတွက်ဒီကပါမှာနောက်ွယ်ကနေအမြဲစုတောင်းပေးနေတဲ့သူတယောက်ရှိပါတယ်အဲ့ဒီသူက တင်းရဲ့တင်းအုပ်ဆရာမဟုတ်ပါဘူးတင်းရဲ့ Sunday School ဆရာမလည်းမဟုတ်ပါဘူးတင်းရဲ့တငယ်ချင်းလည်းမဟုတ်ဘူးတင်းရဲ့အနီးဆုံးပဝင်းချင်းတအိမ်ထဲမှာပဲရှိပြီးတော့တင်းကိုဝမ်းနဲ့လွယ်ပြီးမွေပေးခဲ့တဲ့တင်းရဲ့မိခင်ပဲဖြစ်ပါတယ်ဒီအပဟာဆိုရင်တော့ဘာတော်မှရှိကြတဲ့တင်းတို့လေး community တွေမှာမိခင်များတွေကိုကျင်းပကြဖို့ပြင်ဆင်နေကြပါပြီ။မိတ်ဆွေကအမေအတွက်ပါတွေပြင်ဆင်နေကြပြီလေ။ကျွန်တော်တို့လုပ်ငန်းတွေစံပြေဖို့ကျွန်တော်တို့အမြဲကျန်းမာရေးကောင်းဖို့ကျွန်တော်တို့တစ်ခုခုအခက်ခဲကြုံလာရင်တော့အမြဲဖြည့်ရှင်ပေးဖို့အဆင့်တစ်ရှိနေပြီးတော့နောက်ွယ်ကနေဆူတောင်းပေးနေတာလေမိခင်တွေပဲဖြစ်ပါတယ်။အထူးသဖြင့်ကျွန်တော်တို့ယုံကြည်သူသားသမီးတွေနေနဲ့ ဘုရားသခင်နဲ့ယဉ်ညီကျွမ်းဝင်လာအောင်ပထမဦးဆုံးသခင်ယေရှုနဲ့မိတ်ဆက်ပေးပြီးတော့ဦးဆောင်လမ်းပြပေးခဲ့တာလေမိခင်တွေပါပဲကျွန်တော်တို့ Sunday School မသွားမှအရန်ကြောက်တတ်တယ်လို့ဘုရားကြောင့်ဝပြုသွားဖို့နောက်ကျနေရင်တော့အမြဲစိတ်ဆိုးနေတတ်တာလေကျွန်တော်တို့မိခင်တွေပါပဲကျွန်တော်ယုံတယ်တချို့ဆိုအမေများနေမှာအမေကိုလက်ဆောင်ပေးဖို့လက်ဆောင်ပစ္စည်းတွေတော့ဝယ်ပြီးနေကြတော့ပါပြီ။ တကယ်တော့ကဘာပေါ်မှာရှိတဲ့မိခင်တိုင်းလိုချင်တဲ့လက်ဆောင်တစ်ခုရှိပါတယ်။အဲဒါကတော့မိခင်တို့ရဲ့စကားကိုနားထောင်ခြင်းပဲဖြစ်ပါတယ်။နောက်ကဘတော်ထဲမှာပါပြောထားတဲ့လေဆိုရင် F အခန်းကြီး6အငယ်1ကနေ3ကိုကြည့်မယ်ဆိုရင်ဒါသမီးတို့သခင်ဖျားဤအလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလော့။မိဘစကားကိုနားထောင်ခြင်းအမှုတည်းတရားတော်အမှုဖြစ်၏။မိဘကိုယုံကြည်စွာပြုကြလော့။ ဤပညတ်တော်ကားတင်ဒီပြည်တော်၌ကောင်းစား၍အတ္တတာရှိမိအကြောင်းဟု၍ဂတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏လို့ကျမ်းစာမှာဖော်ပြထားပါတယ်ဒါဒီမီတို့လို့ပြောထားတဲ့အတွက်တချို့တွေကကလေးတွေအတွက်ပဲလို့ပြောထားတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်မဟုတ်ပါဘူးအရွယ်ရောက်ပြီးတော့ကြည်ပြင်းလာရင်တော့မှအိမ်တော်ကြသွားလို့ဒါဒီမီတွေပိုင်ဆိုင်နေခဲ့ရင်တော့မိတ်ဆွေဟာမိဘရဲ့စကားကိုနားထောင်ဖို့ကျမ်းစာကတွင်တင်ထားခြင်းဖြစ်ပါတယ် ဒါကြောင့်ဒီနေ့မိခင်များနေမှာပျက်စီးလဲတဲ့လောကအရာတွေပေးဖို့ထက်ဖရာလိုတော်ဖြစ်တဲ့မိဘစကားနားထောင်ခြင်းဆိုတဲ့အကောင်းဆုံးလက်ဆောင်ဖြစ်တဲ့ဂတိတစ်ခုကိုပေးနိုင်ဖို့ကျွန်တော်တို့တွေပြင်ဆင်ကြရအောင်ကျွန်တော်တို့မိခင်တွေဟာတပြီတည့်ရက်တနစ်ပြီးတနစ်အသက်တွေကြီးလာပါပြီတဖြည်းဖြည်းအထီးကျန်ခြင်းဆိုတဲ့ခံစားချက်ကိုခံစားတတ်တဲ့အရွယ်တစ်ခုကို ရောက်လာကြပါပြီဖရာပြင်ဆင်ပေးတဲ့မိခင်နဲ့အတူဖရာအလိုတော်ကိုအတူတူလိုက်လျှောက်ရင်း မိခင်တွေအဖြစ်စေခြင်းဆိုနှုတ်ကပတ်တော်တိုင်းအသက်ရှင်ပြီးတော့ဖရာပုံတော်ထင်ရှားစေတဲ့တာတမီတွေဖြစ်ကြရအောင်လို့နှုတ်ဆော်တိုက်တွန်းရင်းနဲ့မိခင်များတွေကိုဂုဏ်ပြုလိုက်ပါတယ်။ကပပေါ်မှာရှိတဲ့မိခင်များအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။ဖရာနာမတော်ပုံကြီးရဲ့မိင်္ဂလာရှိပါစေ။အာမင်။